နက်ဂက်ဒက်စတာကအိုက်ဇဝါကိုတိုက်ခိုက်ပါတယ်ဟီးရိုးကိုတိုက်ခိုက်တာဆိုတော့ငါတို့ကဗီလင်လိုဖြစ်နေပြီလားငါတို့နှစ်ယောက်လုံးကနက်ဂက်စတာနဲ့ဘာမှမသိကြအောင်တော့ဆိုပြီးပေါ်စတန်နဲ့ကိုအီဂျီကနှစ်ယောက်သားမလုံမလဲတွေပြောနေကြတာအဲ့ဒီအချိန်အတာချီကိစ်နဲ့လူကဗီလင်နေနားမှာအမြဲတွေ့ရကြအောင်ကိုဓာတ်ပုံတက်တဲ့တကူတွေ့သွားချင်းအဆိုပါလူဟာပြေးမလို့လောက်ပါတယ်ကိုအီဂျီတို့ကပြေးလိုက်မလို့လောက်တော့ဆိုကာကရောက်လာပြီးမနီးယားကိစ္စကိုလက်စားချေဖို့လာရလို့ဆိုလာပြန်တယ် အဲဒီဘက်ကတော့ဗီဒင်တိမ်မီတက်ခဲမိတာမှားပြီဆိုပြီးတက်ခိုက်တာကိုရက်ကသူ့လမ်းသူထွက်လာခဲ့ပါတယ်။သူ့ရဲ့မျက်လုံးနဲ့ကြည့်လိုက်ရင်အစွမ်းရက်သွားရတာကနက်ကက်တဆာမှာဘာဆမ်းမှမရှိပဲတာမန်ကြမ်းခံတဲ့ကောင်းကြီးတသက်ဆိုတာသိခဲ့ရတယ်။ဘာရီဖိရဲကိုတော့အကြောင်းကြားထားတာမမအောင်ဆိုပြီးရဲကိုဖုန်းဆက်မလို့လုံးနေတော့တစ်ဖက်ကဗီဒင်နေကြောင့်လူတွေအော်နေတဲ့အံကိုကြားလိုက်ရပါတယ်။အဲ့ဒါကတော့ဆိုကာရိုးဖွဲ့ကကိုအီချီကိုလိုက်နေကြတာဖြစ်ပြီးရှော့ထိုးပြည့်ရဲ့ဆွဲနဲ့ကိုအီချီကထွက်ပြေးနေရပါတယ်။ဖြူအောင်လို့ဆွဲနဲ့အချွန်နေပစ်တယ်။မီးရီလိုပြေးလို့ရတဲ့ကောင်ကတော့နက်ကက်တစတာကနောက်ကနေအုတ်ခဲနဲ့ဝင်သိပ်ပါပြီ ိုက်စပါကသူ့ရဲ့နာရီဖြစ်ပေမဲ့ဖီလင်းလေးဖြစ်တဲ့ဆိုကတို့ကိုဝင်ထင်းသိမ်းလိုက်တယ်ပေါ်စတာတို့ကတော့ဝန်ထမ်းကိုမိသွားခဲ့ပြီဖြစ်ပြီးဝန်ထမ်းကအကောင်ကြီးကြီး၆ထပ်တလောက်ရှိတဲ့လက်လေးဘက်မွန်စတာလို့ဗီလိန်ဖြစ်ပြောင်းလဲသွားပါပြီ။လက်တစ်ဖက်ကပေါ်စတာကိုကင်နာပြီးဂျန်နာကကားရီကိုကင်နာပါရယ်။မြို့သားတွေကလည်းအေယာမဗီလိန်ကြီးလို့အော်ပြီးထွက်ပြေးကုန်ပြီ။ဗီလိန်ရဲ့အစွမ်းကခလေးလေးလို့ကားနဲ့အယုတ်ကစားတာကစားရုံပဲ။ပေါ်စတာကဒီနေရာမှာဘာဘီယုံမလေးလို့သူကထင်နေမှာပေါ့။နဂရစာကကြိုးတကူကိုလွယ်ပြီးဗီလိန်ရဲ့ခေါင်းကိုတိုက်ခိုက်ပါရယ်။ အနေငယ်ရိုင်းသွားရုံလောက်ပဲဖြစ်ပြီး Naked Star ကို feeling ကလက်နဲ့ရိုက်လိုက်တာ Naked Star လည်းဘယ်မှမသိလွန့်ထွက်သွားပါရင်ခိုင်ချက်ပြတ်သွားတာကြောင့်လက်သေးက post လည်းလွန့်ထွက်သွားပြီး post ကခုံနိုင်တဲ့ဆန်းရှိပြင်မဲ့ခုံကားမဲ့နေရာမရှိဘူးဒါကြောင့်ကိုအီဂျီက short throw ဆွဲနဲ့ကြမ်းမြင့်နေဖြက်နေရာနေခုံတက်ပြီး post ပြန်ခုံလို့ရမဲ့နေရာအဖြစ်သူ့ရဲ့ကြောပြင်ကိုဖန်တီးပေးလိုက်တာဖြစ်တယ် post ကကိုအီဂျီရဲ့ကြောကိုနင်းကတဖက်တိုက်ပေါ်ရောက်သွားပြီးမဲ့ကိုအီဂျီကတော့အလွတ်ကြီးအောက်ဖက်ကိုပြုတ်ကျသွားပါရင်ဒါပေမဲ့ villain ရဲ့လက်ကသူ့ကိုလာခိုင်းတာကြောင့်ခန္ဓာကို ထိချက်သုံးချက်ရှိရင်အစားသုံးလို့ရတဲ့ကိုယ်ကြီးအတွက်အတော်လေးဖြစ်သွားပါတယ်။ရှော့တိုစားသုံးပြီးကိုယ်ကြီးလည်းအောက်ဘက်စီခုန်ချလိုက်တော့တယ်။ဗီလင်ကကိုယ်ကြီးကိုခြေကြီးနဲ့နင်းတတ်တော့မဲ့အချိန် eraser head ဖြစ်တဲ့အိုက်ဇဝါကဗီလင်ရဲ့မျက်လုံးကိုအကြီးဆုံးအောင်လှုပ်ပေးပြီးပါဝါရီဆုပ်ယူလိုက်ပါတယ်။ဒီတော့ဗီလင်ကသူ့ပါဝါရီရက်တက်ခံနိုင်ရပါတယ်။အိုက်ဇဝါကနက်ဂက်တစ်စတာကိုကျေးဇူးတင်စကားပြောခဲ့ပြီးနောက်တည့်မှာတော့အလယ်လမ်းကြောင်းကားနှစ်ယောက်ရန်ပြတဲ့နေရာကိုပေါ့စတာကထောက်လန်းနေခဲ့တယ်။ပေါ့စတာရဲ့သတင်းပေးမှုကြောင့်ကိုယ်ကြီးကရောက်လာပါပြီ။သူ့ဆရာလို့သူ့ဘာသာသူပြောနေတဲ့နက်ဂက်တစ်စတာရဲ့မြောက်ပေးမှုကြောင့် ဝက်ဆောင်အောက်ဖက်မှာဘိုက်ကစိုက်ကဲသမားတွေဝတ်တဲ့အင်ဂျင်အထုတွေခံဝဲလာပါတယ်။ဒါပြင်နိုင်ငံတကာပေးထားတဲ့ခရော်လာဆိုရဲနာမည်ကိုကြွေးကြော်လိုက်တော့တယ်။ဒါပေမဲ့ဟိုကောင်တွေကမင်းက nice man မလား အမိုက်တွေပြည့်တဲ့ကောင်မလားလို့ဘုံမင်းမေးချလိုက်တော့တာအဲ့ချိန်မှာနဂရစာကသူ့ရဲ့ treatment အတိုင်းတိုက်ပေါ်ကနေအောက်ကမိုက်ပုံကိုခုံချပြီးတိုက်ခိုက်ဖို့လိုက်လာပါတယ်။သူ့ဘက်ကဘာမှမယင်ကားပဲကိုယ့်ဘက်ကစလို့ရင် hero မဟုတ်တာကြောင့်ကိုယ့်ဘက်ကစမလို့ဖို့ကိုယ်ကြီးကအရင်တားပါတယ်။ poster ကသူ့ဝင်ပြီဆိုပြီးဆင်းလာတော့ဟိုနှစ်ယောက်ကသူ့ရဲ့ fan တွေဖြစ်နေလို့ auto ဝါရေးပေးနေရသေးတာပါ။အဲ့ချိန်လူတွေကပြေးလန်းနေကြပြီး tamani feeling ကတောင်းကျမ်းနေရကြောင့်မှ dynamic ကိုယ်ကြီးကခလေးပေါက်စတယောက်ကိုကင်နိုင်ခဲ့တဲ့အပြင် tamani ကောင်လည်းနဂရစာနဲ့ပေါင်ပြီးအလဲထွန်းနိုင်ခဲ့ပါတယ်။အလဲထွန်းတောင်းကျမ်းတယောက်ကိုတော့ Poster ကဒီကောင်နေရ villain တွေမဟုတ်ဘဲ trigger လို့ခေါ်တဲ့စေချောက်ရုတ်တရက်ပြောင်းနေပြီ villain ဖြစ်သွားတာဖြစ်ကြောင်းသူတို့ကအဲ့ဒီ trigger သုံးတဲ့သူတွေကို lightning နင်းနေတဲ့ volunteer တွေဖြစ်ကြောင်းရှင်းပြစကားဆိုနေခဲ့ပါတယ်။ villain ကစေစမ်းပေတော့တာမန်လူတိုင်းဖြစ်ပြီး shot တန်းလဲကြံခဲ့ပါတယ်။သွေးလည်းမစီရောဘူး။ Poster ကအချက်လက်တွေစုဆောင်းဓာတ်ပုံတွေရိုက်ယူပြီးထွက်ခွာသွားပါတယ်။မထွက်သားခင်ကူဂျီကသူတို့ရဲ့ hero နာမည်၃ခုကိုအလယ်တန်းကျောင်းသားတွေကိုပြောပြတော့ခဲ့ပါတယ်။ Nao Masaru ဆိုနောက်တွေကလည်းစစ်ဆေးပြီးတော့ဒီ hero တယောက်မှမလွတ်လိုက်ကြဘူး။တနေ့က AR villain ကိုရှင်းပြလိုက်တဲ့ပုံစံမျိုးပဲ။ တရားမဝင်ဟီးရို Vigilante တွေကလုတ်သွားတာဘသူလုတ်သွားတာ villain တို့ချုပ်နှင်းသွားတာလို့ဆန်ဆာကပြောရင်ပဲတရားမဝင်တာကမဝင်တာပဲဥပဒေဆိုတာရှိရလို့နာဝဆန်မကပြန်ပြောလာတာပါနောက်နေ့ villain ကိုနှိမ်နှင်းနိုင်တဲ့သူတွေက line ပေါ်ကတည်င်းနေမှာနာမည်ကြီးနေပါပြီနာမည်အမားကြီးရင်နဲ့နာမည်ကြီးနေတာဖြစ်ပါတယ်ဒေါသထွက်နေတဲ့လူကိုလက်သည်ဒုက္ခများနေတဲ့ပြဿနာကောင်စတဲ့နာမည်နဲ့ဖြစ်ပါတယ်ဒီမှာနဲ့ My Hero Academy က Vigilante အပိုင်းနှစ်ကပြီးဆုံးလာပါတယ်ကျွန်တော်ကတော့ Red Dwarf ဖြစ်ပါတယ် တတော်မှာကျွန်တော် official account ဖြစ်တဲ့ Redru Entertainment ကိုဖွင့်ထားပါတယ်။အဲလိုပဲ Facebook မှာလည်း Redru Knowledge ဆိုပြီးတော့ page ဖွင့်ထားပါတယ်။ကျွန်တော်အဲ့ဒီ platform တွေကနေလည်း support ပေးလို့ရပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။